မလေးရှားနိုင်ငံစလန်ဂောပြည်နယ်မှာမြန်မာ အပအဝင်တရားမဝင်နိုင်ငံသားသား662ဦးကိုဖမ်းဆီးမိခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကစတေမာလာ25ရက်ဒီနေ့ထုတ်ပြန်ပါဗျ။အဲ့ဒီတရားမဝင်မြန်မာနိုင်ငံသားတွေအပအဝင်နိုင်ငံသားတွေကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးနဲ့ဌာနပေါင်းစုံပါဝင်တဲ့စစ်စေးရေးအဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တာပါ။အဲ့ဒီစလန်ဂောပြည်နယ်ကလန်မျိုးကနိုင်ငံသားတွေအလုပ်လုပ်ကိုင်းနေ ူလောက်အင်တာမှာစတင်မာလာ24ရက်ညနေ9:00နာရီမှာစနစ်နာရီအထိမလေးရှားလူဝင်မှု ကြီးကြပ်ရေးနဲ့ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီမှာလူပေါင်း1132ဦးကိုစစ်ဆေးပြီးအသက်16နှစ်မှ80နှစ်ကြားအမျိုးသား643ဦးနဲ့အမျိုးသမီး19ဦးကိုဖမ်းဆီးခဲ့တာပါ။အဲ့ဒီဖမ်းဆီးခံရသူတွေဟာမြန်မာနိုင်ငံသား36ဦး၊ဘင်္ဂလားဒေ့ရှ်945ဦး၊ပါကစ္စတန်နိုင်ငံသား35ဦး နီပေါနိုင်ငံသား24ဦး၊အိန္ဒိယနိုင်ငံသား10ဦး၊အင်ဒိုနီးရှား9ဦးလည်းပါဝင်ပါတယ်။အဒီထဲမှာရခိုင်လူမျိုးတချို့လည်းပါဝင်တယ်လို့မလေးရှားနိုင်ငံရှိရခိုင်လူမျိုးတွေကဆိုကြပါတယ်။